ခொနေရသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဗီဒီယိုဇာတ် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ခொနေရသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်အဘဆရာကြီးမင်းသိမ့်ခမှာဟောကြားခဲ့သောအိမ်နံပါတ်နဲ့တင့်ကန်ကျမဟောဇာတ်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြေသာဆိုသလို subscribe လေးနေပြီးခဲ့ဖို့တောင်းဆိုပါရစေ။အစ်စ်တနိုင်းတရားအောင်လေဘေးနားအခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။ အိမ်နံပါတ်နဲ့တင့်ကန်းချမဟောစတဲ့ကိုယ့်ရဲ့အိမ်နံပါတ်ကတာမန်နံပါတ်တစ်ခုလို့ထင်ရပေမဲ့တကယ်တမ်းမှာကို့ဘဝအတွက်အလွန်အရေးပါတဲ့အရာတွေဖြစ်ပါတယ်။အိမ်နံပါတ်တွေကကို့အတွက်ထူးခြားတဲ့ဖြစ်စဉ်တွေပေးစွမ်းနိုင်တယ်လို့စူးစူးတွေကိုလည်းပေးစွမ်းနိုင်တဲ့အရာတွေပါ။အဲ့ဒီတော့တင့်အိမ်နံပါတ်ကဘလောက်လဲ။တင့်အိမ်နံပါတ်ကခဏန်းတစ်လုံးနဲ့ဆိုရင်တော့သက်ဆိုင်တဲ့နံပါတ်ကိုကြည့်ပါ။ခဏန်းနှလုံးဖြစ်နေရင်တော့ဥပမာ89ဆိုရင်89ကိုပေါင်းရပါမယ်။89ကိုပေါင်းတော့16ရပါတယ်။16ဟာနှလုံးကနန်းဖြစ်နေ ေခြင်းကြောင့်1နဲ့6ကိုထပ်မံ၍ပေါင်းရပါမယ်1နဲ့6ပေါင်းတဲ့အခါ9ကိုရပါတယ်ဒီအတွက်ကြောင့်9ကိုဖတ်ရမှာပဲဖြစ်ပါတယ်10ဆိုရင်တော့1နဲ့3ညပေါင်းစရာမလိုပါဘူးအိမ်နံပါတ်1ဟောစဒံဒီအိမ်မှာနေထိုင်သူတွေကတော့စွန့်စားရတာကြိုက်နေတယ်ပြီကိုကိုကိုရှည်တန်းတင်တတ်တဲ့သူတွေပါအခြေအနေတိုင်းကိုလည်းဝယုံသုံးကားဖြစ်အောင်လုပ်တတ်ကြတဲ့သူတွေဖြစ်ပါတယ်ကိုပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါကအဆိုပါနေရင်တွင် နေထိုင်ခြင်းအပြင်အားအသင့်ပွဲအကျိုးများရရှိပါလိမ့်မယ်အိမ်နံပါတ်1ဟောစဒံမိသား ားစုကိုချစ်ခင်တဲ့သူတွေနေတဲ့အိမ်ပါပဲအေဂျင့်မှုနဲ့ကျင်နာမှုတရားတွေလွှမ်းခြုံနေတဲ့အိမ်လေးတစ်လုံးပါပဲအလဲဘက်လာသူတို့ဒီနှွေးထွေးမှုနဲ့မေတ္တာတရားတို့ကိုအမြဲတမ်းခံစားကြရမှာဖြစ်တယ်မိတ်ဆွေများကိုခင်မင်တွေ့တာသူများအတွေ့နေရာကောင်းတစ်ခုဖြစ်ပေတယ်လုပ်ငန်းတာဝန်များကိုအထူးလက်တွဲလုပ်ကိုင်လိုသောဇနီးမောင်နှမများအတွေ့အကောင်းဆုံးနေအိမ်ဖြစ်ပါတယ်အိမ်နံပါတ်3ဟောစရံလွတ်လပ်စွာတွေးခေါ်ရပြီးဘဝရဲ့အတိတ်တွေကိုရှောက်ဖွေနေတတ်တဲ့သူမျိုးတွေပါတခါတလေမှာတော့သူတို့အတွေ့ရှိရပါတယ်အိမ် နံပါတ်3သည်အမှုပညာဆိုင်ရာလုပ်ငန်းများလှုပ်ဆောင်ရန်အလွန်ကောင်းမွန်တဲ့နေရာဖြစ်ပါတယ်။အိမ်နံပါတ်4ကြောက်ရွံ့တရုတ်လိုခိုင်မာတဲ့သူတွေနေထိုင်တဲ့အိမ်တစ်လုံးမှာမကောင်းတဲ့ကံကြမ္မာတွေသူတို့စီဝင်ရောက်မလာနိုင်သလိုပျော်ရွှင်မှုတွေလည်းရောက်မလာနိုင်ပါဘူး။ဒီအိမ်မှာနေထိုင်သူတို့သည်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်းအိမ်ချမ်းမြေရောင်းဝယ်ရေးလုပ်ငန်းများလုပ်ခြင်းများပြုလုပ်ရန်အလွန်သင့်လျော်ပါတယ်။အိမ်နံပါတ်5ဟောစရံအလွန်တက်ကြွတဲ့သူတွေနေထိုင်တဲ့အိမ်မှာအမြဲတမ်းအာရုံအပြည့်နဲ့ရှေ့ဆက်ပြီးဘယ်ရာမဆိုးမနာတဲ့လှုပ်ဆောင်နေတဲ့သူတွေပါ။သူတို့ရ ဲ့အားနည်းချက်ကတော့အချိန်ခဏတာပျော်ရွှင်မှုတွေကိုငွေများပြားသုံးပြီးရှောက်ပွေတက်ကြခြင်းပါပဲအိမ်နံပါတ်6ဟောစတဲ့ဒီအိမ်မှာနေထိုင်တဲ့သူတွေကတော့တိတ်ဆိတ်စွာနေထိုင်ကြလိမ့်ရှိပါတယ်ဒါပေမဲ့ကိုကူကိုရောအိမ်ကြီးကျွန်းတွေကိုပါဂရုစိုက်တတ်တဲ့သူတွေဖြစ်ပြီးတော့အလွန်အေးစိတ်တည်ငြိမ်တဲ့သူတွေပါအိမ်အတွင်းသို့ဝင်လာသူတိုင်းနှွေးထွေးလိုက်လဲမှုကိုခံစားကြရမှာဖြစ်တယ်အမှုပညာနဲ့အလားတရားကိုဝန်းရံထားရမည်အကောင်းဆုံးနေရာဖြစ်ပါတယ်အိမ်နံပါတ်9ဟောစတဲ့စာရေးဆရာသူတွေဒီအဆရှိသည့်လုပ်ငန်းများလုပ်ငန်းမားက အီအိမ်မှာနေရမှန်ဖြစ်ပါတယ်တိတ်ဆိတ်ချင်းတတိတတန်ဖြစ်ချင်းလျှို့ဝှက်ချင်းတို့ကိုကိုစားပြုပါတယ်ဘဝမှာလမ်းပြောင်နေပြီးရည်ရွယ်ချက်တစ်ခုကိုရှာဖွေနေတတ်တဲ့သူတွေကတော့ဒီအိမ်မှာနေထိုင်ကြလိမ့်ရှိပါတယ်သူတို့ဟာအခွင့်အရေးတစ်ခုရောက်မလာမချင်းလမ်းပြောင်နေရကြပါတယ်အိမ်နံပါတ်၈ဟောစတန်အလုတ်ကိုတံပိုးထားတတ်တဲ့သူတွေဖြစ်ပြီးတရားမျှတမှုကိုဦးစားပေးတတ်တဲ့သူတွေပါခေါင်းဆောင်ကောင်းတယောက်ရဲ့အိမ်တစ်ခုလို့ပြောအောင်မှာဖြစ်ပြီးအလွန်တာဝန်ယူရတဲ့အတွက်လူတွေကြားမှာအောင်မြင်ကြကြတဲ့သူတွေနေထိုင်တဲ့အိမ်မျိုးဖြစ်ပါ ါတယ်အိမ်နံပါတ်6ဟောစတန်နေအိမ်တွင်လာရောက်သည့်မိသူကိုမစိုးတကားဖွင့်ထားသော နေအိမ်ဖြစ်တယ်ကိုကနန်းသည်အချစ်နှင့်မေတ္တာတရားကိုကိုးစားပြုပါတယ်ဝင်လင်းပေါ်ရွေတဲ့သူတွေဖြစ်ပြီးအများစုကတော့ခေါင်းမာကြပါတယ်ကိုရွေးချယ်လိုက်တဲ့ကိစ္စတစ်ခုကမောင်မြင်ရင်တော့အတွေ့အကြုံရတယ်လို့သဘောထားတတ်ပြီးခေါင်းမာမာနဲ့ရှေ့ဆက်လို့သူတွေပါအိမ်နံပါတ်10ဟောစတန်အချင်းကောင်ကောင်းတစ်ခုကိုဆောင်ဆိုင်နေတဲ့သူတွေနေထိုင်တဲ့အိမ်မှာဘဝမှာဆိုးရွားတဲ့အချိုးအကွေတစ်ခုကြုံရပြီးတော့အချင်းကောင်းတွေရောက်လာအောင်ဆောင်ဆိုင်နေတဲ့သူတွေဟာအိ င်နံပါတ်30မှာစရေချလေးရှိပါတယ်။ကဲတဲ့အိမ်နံပါတ်ကရောဘလောက်ပါလဲ။ခொနေသားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကုန်းချိုးချမ်းသာများပုံမရရှိကြပါစေ။ခொနေသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန်းမှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဗီဒီယိုမေးမြန်းဆွေးနွေးတိုင်မယ်လို့ပါကမင်းနင်ကမိုဘိုင်း APP တွင်ဗီဒီယိုတိုက်ရိုက်မေးမြန်းနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။ဗီဒီယိုဟောစတဲ့ channel မှာ နာမည်ကြီးဗေဒင်ဆရာများရဲ့နေစဉ်ဟောစတန်းများ အပတ်စဉ်ဟောစတန်းများလစဉ်ဟောစတန်းများနဲ့နှစ်စဉ်ဟောစတန်းများပါပုံမှန်တင်ဆက်ပေးနေလို့ဗေဒင်ဟောစတန်း channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအတိတ်တိုင်းသိရအောင်လေဘေးနားအခေါင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်